မြန်မာနိုင်ငံမှာကယ်ဆယ်ရေးလုပ်ငန်းတွေပြီးလို့ပြန်ကြတော့မယ့်နိုင်ငံတကာကယ်ဆယ်ရေးဖွဲ့များအားလုံးသိကြတဲ့အတိုင်းမလ28ရက်နေ့မှာတော့2004ခုနှစ်နောက်ပိုင်းမြန်မာနိုင်ငံမှာအင်အားပြင်းဆုံးမြင်ကလေးလို့ဆိုနိုင်တဲ့ အင်အားရစ်တာစကေး7 by 7ဆင်းရှိတဲ့မြင်းကလေးကြီးဟာသခိုင်းမျိုးကိုဗဟုပြုကလှုပ်ခတ်ခဲ့တာဖြစ်ပါတယ်။အဆိုပါမြင်းကလေးကြီးကိုမြန်မာနိုင်ငံရဲ့ထိုင်းနိုင်ငံတို့နှစ်ခုစလုံးကခန်းဆားခဲ့ရတာဖြစ်ပါပြီ။သခိုင်းပြည့်ရွှေချောတခြားမှာရှိတဲ့မျိုးတွေကအဆိုးဆုံးခန်းဆားရတယ်လို့ဆိုရမှာပါ။အထူးသဖြင့်သခိုင်းမျိုး၊မန္လီမျိုး၊ကြောက်စိတ်နေပြည်တော် စားတဲ့မျိုးကြီးတွေဟာမြင်းကလေးတန်ကိုဆိုးဆုံးခံရတဲ့မျိုးတွေအများကြီးရှိတယ်လို့သိရပါပါတယ်။ စကိုင်းမြို့ကိုခြေပြုကလှုပ်ခတ်ခဲ့တဲ့မြင်းကလေးဟာ2023နောက်ပိုင်းကဘာပေါ်မှာအင်အားပြင်းဆုံးမြင်းကလေးဖြစ်တာကြောင့်လည်းတော်တော်ကြီးကိုမှပျက်စီးဆုံးရှုံးမှုများပြားခဲ့တာဖြစ်ပါသည်ဒီလိုချိန်နေတဲ့ကြောင့်နိုင်ငံတကာကကုညီကေဆေးဖွဲ့တွေအများကြီးရောက်ရှိနေတာဖြစ်ပါရည်အထူးသဖြင့်မြန်မာနိုင်ငံရဲ့မြင်းငလင်ဘေးမှာကုညီကေဆေးဖို့အတွက်တရုတ်အိန္ဒိယထိုင်းမလေးရှားစင်ကာပူ VNN စတဲ့နိုင်ငံတကာကကုညီကေဆေးဖွဲ့တွေလည်းအများအပြားရောက်ရှိကကုညီကေဆေးရှင်းလင်းရေးလုပ်ငန်းတွေကိုလှုပ်ဆောင်ခဲ့ကြတာဖြစ်ပါရည် အခုချိန်မှာတော့ငလင်ပြီးတာတပတ်ကျော်ကြာတာနဲ့တူမန်လေးမြို့နယ်စကိုင်းမြို့မှာကုညီကေစေရေးလုပ်ငန်းတွေအသက်ကယ်တိုင်းတာတစ်ခုထိပြီးဆုံးသွားပြီဖြစ်ကောင်းပြန်လည်တည်ဆောက်ရေးလုပ်ငန်းတွေပဲစတင်ဖို့ကြံတော့တာဖြစ်ပါသည်အခုခါမှာတော့ငလင်တဲရှာဖွေကေစေရေးလာရောက်ကုညီပေးတဲ့မလေးရှားနဲ့အိန္ဒိယတပ်ဖွဲ့များကပြန်လည်ထွက်ခွာတော့မယ်လို့သိရတာပါမလာ28ရက်ငလင်ကြောင့်စကိုင်းနယ်မန်လေးမြို့တို့မှာရှိတဲ့ပြိုကျပျက်စီးခဲ့တဲ့ဆောက်တွေမှာရှာဖွေကေစေရေးတွေလာရောက်ကုညီလုပ်ကင်ပေးခဲ့ကြတဲ့မလေးရှားနိုင်ငံ Special Malaysia Disaster Assistant and Rescue Team SMARD မှာတပ်ဖွဲ့ဝင်များတွေနဲ့အိန္ဒိယနိုင်ငံ National Disaster Response Force NDRF မှာတပ်ဖွဲ့ဝင်များဟာပြန်လည်ထွက်ခွာတော့မယ်လို့သိရပါတယ်။ပြန်လည်မထွက်ခွာမီမှာမြန်မာနိုင်ငံမိသက်တာဝန်ရှိသူတွေ ရှင်တို့တစိတ်တွင်အပြန်အလှန်ဖတ်တရလေးလေးခဲ့ကြကြောင်းလေးမြန်မာနိုင်ငံမိသက်ဦးစီးဌာနမှသတင်းထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။ဘာပဲပြောပြောနိုင်ငံတကာကုညီကေစီအဖွဲ့တွေကြောင့်ငလင်ဘေးတဲ့မြန်မာနိုင်ငံတွေတိုင်းတာတစ်ခုတည်းအသက်ရှင်သန်နေနိုင်ခွင့်ရခဲ့တယ်လို့မြန်မာနိုင်ငံသားတွေကလည်းကေစီအဖွဲ့တွေကိုမြန်မာလူမျိုးတွေရဲ့နေထွေးဖော်ရတဲ့စိတ်ထားကိုပြသနိုင်ခဲ့တယ်လို့ဆိုရမှာပါ။အဲဒီလိုမျိုး BNN ကဲဆေးရေးဖွဲ့ကဈေးဝယ်နေချိန်မှာမန်လေးသူအန်ဂျီတရုတ်က BNN ကဲဆေးရေးဖွဲ့ဝယ်ယူနေတဲ့အသီးနှံတွေအတွက်ပတ်စံဝင်ရှင်းပေးဖို့စူးစမ်းခဲ့တာတွေငနေပေးမှာစာအုပ်ပြကြပြီးတော့ပိတ်မိနေသူတွေကိုကုညီကဲဆေးနေတဲ့တရုတ်ကဲဆေးရေးဖွဲ့ကိုလည်း မန္တလေးမြို့သူမြို့သားတွေကအေးအေးဘူးတွေရေတန့်တွေစားတောက်စရာတွေနဲ့အခန့်နေကြရတယ်စသဖြင့်မြင်းကလေးတန်တင့်နေတဲ့မြန်မာနိုင်ငံကိုနိုင်ငံတကာကကယ်ဆယ်ရေးဖွဲ့တွေကဆက်ဆက်တမန်ကူညီနေကြသလိုမြန်မာနိုင်ငံသူနိုင်ငံသားတွေကလည်းတက်နိုင်သမျှအေးဝတ်ကြေပွနေကြတာကိုတွေ့မြင်ရတာဖြစ်ပါတယ်။နမေကြီးဆယ်လီတူအောင်ကသူ့ဆိုင်မှာဈေးလဝယ်တဲ့ထိုင်းနိုင်ငံကူညီကယ်ဆယ်ရေးဖွဲ့ကိုမြစ်တာလက်ဆောင်လက်ကားပေးရတွေစသဖြင့်အများကြီးပါဒီလိုမျိုးမြန်မာလူမျိုးတွေရဲ့ရင်းနှီးဖော်ရွှေတက်တဲ့ပြည်မှုလေးတွေကြောင့်လည်းနိုင်ငံတကာမှာချီးကျူးခံနေရတာဖြစ်ပါတယ်။ ဒါပဲဖြစ်ဖြစ်ကယ်ဆယ်ရေးဖွဲ့တွေပြန်သွားချိန်မှာမြန်မာလူမျိုးတွေကတော့အချစ်ချင်းငယ်လင်ဘေးကပြန်လည်ရုံထနိုင်ဖို့ကြိုးစားရအောင်ပါပါဒီဗီယိုကိုကြည့်ရှုနေကြတဲ့ပရိသတ်တွေအနေနဲ့ကေဆေးအဖွဲ့တွေပြန်သွားတဲ့ပုံမှာမိမိတို့ရဲ့အမြင်ခန်းစားချက်ကိုလည်းပြောသွားပေးခဲ့ပါအောင်ရှင်။